စစ်စင်ရေးတခုမှပျောက်ဆုံးသွားတဲ့တိုက်လေရင်ဟာပြက်ကျသွားခဲ့တာဖြစ်တယ်လို့ဆလပိုင်လေတပ်ကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။မတ်လ9ရက်နေ့မှာတော့နိုင်ငံတောင်ပိုင်းမှာရှိတဲ့တောင်ထူထက်ရာဧရိယာတခုမှာ FA50 တိုက်လေရင်အပြက်အစီးတွေနဲ့လေယာဉ်မူး2ရောက်ရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။တောင်ကိုရီးယားလုံအပေါ်စားစူပါဆော့နိတ်တိုက်လေရင်ဟာနိုင်ငံတောင်ပိုင်းမှာရှိတဲ့မင်ဒါနာအိုပြည်နယ်မြောက်ပိုင်းမှာကွန်မြူနစ်သဘုံတွေကိုတိုက်ခိုက်တဲ့စစ်စင်ရေးအတွင်ပြက်ကျခဲ့တာလို့လေတပ်ကထုတ်ပြန်ပါတယ်။ မတ်လ၄ရက်နေ့ကလေရင်ဟာဖိလစ်ပိုင်မြေပြင်တပ်တွေကိုလေကြောင်းပစ်ကူပေးတဲ့မစ်ရှင်ဖြစ်ပြန်တန်းရင်ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။လေရင်ပြက်ကြချိန်မှာလေရင်မုန်းနှစ်ဦးစလုံးကလေတီးနဲ့ခုံမထွက်နိုင်ခဲ့ပဲလေရင်ကိုယ်တည်းထဲမှာပဲရှိနေခဲ့ကြောင်းအရှိမင်းဒါနာအိုဒေတာစစ်ဦးစီးဌာနချုပ်ရဲ့အကြီးအကဲကပြောပါတယ်။လေရင်ကိုမီတာ2880မြင့်မာတဲ့ဖိလစ်ပိုင်ကပစ္စမအမြင့်ဆုံးတောင်ကာလန်တွန်ခံရဲ့တနေရာမှာရှာတွေ့ခဲ့တာပါ။ လေရင်ပြက်ကြရတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေစတင်နေပါပြီ။ဒီတော့တွင်ဖိလစ်ပိုင်လေတပ်ဟာ FA50 တိုက်လေရင်တွေအားလုံးကိုပြန်တန်းခွင့်ယာယီဆိုင်းငံ့ထားမယ်လို့ကြေညာထားပါရဲ့ရှင်။